Hello guys welcome back မဆူဒီဗီဒီယိုလေးမှာပြုလုပ်ပေးမယ့် reading လေးကတော့အခုမြန်မာနိုင်ငံမှာနေနေတဲ့ပြည်သူတွေပေါ့เนาะအသက်ကြီးငယ်မရွေးကြားမမရွေး2026ခုနှစ်မှာဘာတွေဆက်ဖြစ်မလဲဘာတွေပြင်ဆင်ထားရမလဲဆိုတာကိုမဆူကကက်လေးတွေနဲ့အဖြေရှာကြည့်ပေးမှာဖြစ်ပါတယ်ပေါ့เนาะအဲ့ဒီတော့ let's get started ရင်ဦးဆောင်မစုဟိုဟာပြင်မယ်ပေါ့နော်ဖဲပြင်ပါမယ်နောက်တစ်ခါမစုတဲတော့ reading လောက်လို့ရှိရင်တီတန်တန်လေးပဲပြောရမယ်နော်ချောင်းချွတ်ချော်ရီမလုပ်တော့ဘူးငကိုရဲ one နည်းနည်းကြက်မပြည့်ဘူးဆိုတော့ဒီခါကြီးကျရင်ချောင်းချွတ်ချော်လုံးမိသွားတယ်ကွာအဲ့တော့ so sorry about that okay and I'm also gonna like shuffle this. Thank okay. you. 2026ထဲမှာဘာတွေတည်ဖို့လိုလဲဘာတွေကြိုတင်ပြင်ဆင်ထားရမလဲเนาะအဲ့ဒါကိုမစူသုံးကက်စီဆွဲမယ်တခြားအသေးစိတ်တွေတော့မစူမမေးတော့ဘူးပေါ့เนาะကက်ကပြောခြင်းနဲ့အရာကိုပဲမစူက intuition လေးသုံးပြီးတော့မှဖတ်ပေးမယ်ပေါ့เนาะအဲ့တော့သုံးကက်ဆွဲပါမယ်

အရတီဘူလိုလေအရတီဘူလိုလေကွေပါရီစပြေလာနိုင်လေอืม page of sort ကအတက်ရောပြောင်းမြန်အောင်ကြာနေရောဆိုလိုတာလူငယ်တွေအတွက်ပေါ့ night of pentacles Eight of Wands and the Judgment in reverse. ပါရတိဘို့လို့လဲဆိုတော့လူငယ်ရဲ့အနေနဲ့က stack ဖြစ်နေတာမျိုးရှိမယ်ငွေကြီးမပြေလဲတာသိရမလားဟိုလုတ်ချင်းကင်ရင်စိတ်ကတော့ရှိပါတယ်ငွေကြီးမပြေနိုင်လေတဲ့အတွက်ကြောင့်မလို့ stack ဖြစ်နေတာမျိုးရှိရဲ့ဒါပေမဲ့သူတို့အတွက်ကအခွင့်အလမ်းတွေဒီထပ်ပို့ပြီးတော့မှတိုးပွားလာဖို့ရှိတယ်အခွင့်အလမ်းတွေပေါ်လာဖို့တော့ရှိတယ် နောက်တစ်ခုကကြတော့အမ်နောက်ကျောင်းဒါနဲ့ထိုးခံရတဲ့ကိစ္စတွေပါတယ်လေတတိထားဖို့လိုတယ်အဲ့ဒီဟာကြောင့်မလို့ဟိုလိုမျိုးကြီးအရန်ကြီးကိုမဆဆိုးရွရွအပြည့်စည်သွားတာမျိုးမဟုတ်ပင်မဲ့အစိတ်ဒဏ်ရာရတာမျိုးကိုအတွက်တခုခုထိခိုက်နစ်နာသွားတာမျိုးဖြစ်တတ်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ကို သွားနေတဲ့အချိန်ကနေပြီးတော့ stack ဖြစ်သွားတာမျိုးဖြစ်နိုင်တယ်။နောက်တစ်ခုကကြတော့ လူငယ်ရိအနေနဲ့ကမဆုဟိုးအဟုတ်တလောကလည်းဟောဘူးပါလေလွန်ခဲ့တဲ့2လ3လတောင်းကလည်းမဆုဟောဘူးတယ်ကံတရားသူတို့လက်ထဲမှာပဲရှိသေးတယ်သူတို့အနာဂတ်ကိုသူတို့ပုံဖော်လို့ရသေးတယ်ဆိုတာမဆုအရင်တုန်းကဟောပေးဘူးတယ်အခုလည်းအဲ့တိုင်းပဲတမ The Wheel of Fortune သူရဲ့ clarifying လောက်ထားတာက page of swords page of swords page ဆိုရဲကိုကဒီဥစ္စာကလေးတွေကလေးတွေဖြစ်မယ်လူငယ်တွေဖြစ်မယ် ဟေးဂျော့ဆော့ဆိုတာကြတော့ဟိုဘယ်လိုပြောမလဲဉာဏ်ပညာထက်မြက်တဲ့အဲလူငယ်ပေါ့နော်ကိုယ့်ရဲ့အခွင့်အရေးကိုကိုဘယ်လိုအသုံးချရမလဲကိုယ့်ရဲ့ကံတရားကိုဘယ်လိုစီမံရမလဲဆိုတာသူတို့လက်ထဲမှာပဲရှိရသူတို့ကောင်းခြင်းရင်ကောင်းအောင်လုပ်လို့ရတယ်ဆိုခြင်းဆိုအောင်လုပ်လို့ရတယ်ဒီနိုင်ငံရေးအခြေအနေကြောင့်ဒီလူမျိုးကြီးကြောင့်မလို့ငါတို့ကဘာမှလုပ်လို့မရဘူးဆိုပြီးတော့မှ အာလုံမယ်ဆိုလို့ရှင်တော့အဲ့တိုင်း message ဖြစ်သွားမှာပဲဒါမှမဟုတ်အဲ့ဒီဥစ္စာကို okay နိုင်ငံရေးအခြေအနေကတော့ဒီလိုရှိရဒါပေမဲ့ငါဘာလုံးနိုင်လဲငါဘလို့ဆက်သွားမလဲဆိုပြီးတော့မှ မရရတဲ့ဥစ္စာပေါ့နော်ကိုသွားလို့ရတဲ့ possibility တွေကိုကြည့်ပြီးတော့မှသွားမယ်ဆိုရင်အဲ့ဒီလမ်းကြောင်းတွေကပေါပေါင်းမြောင်မြောင်ရောက်မှသိကြတယ်ပေါ့နော်နောက်တစ်ခုက အကယ်၍မှအဲ့လိုမျိုးကြိုးကြိုးစစနဲ့သွားမယ်ဆိုလို့ရှိရင်ねပေါ့ပေါ့ပါပါလေးနဲ့ဝင်ငွေရမယ်ပေါ့ပေါ့ပါပါလေးနဲ့တတရရလေးနဲ့ဘဝကိုအေးချညံဖြတ်သန်းနိုင်တဲ့သဘောလေးရှိရပေါ့နော်နောက်နှစ်ထဲမှာသူများတွေလိုအပန်းတကြီးကြီးဟာစူးစားပြီးတော့နင်းကန်လှောက်ရှားယုံကန်ပြီးတော့ပတ်စံလေးနည်းနည်းလေးပဲရမယ်ပုံစံမျိုးမဟုတ်ဘူးတကယ်တကယ်တမ်းပညာကိုစီးပူးပြီးတော့အသေးသေးချာချာကို strategy ကောင်းကောင်းချပြီးတော့မှသွားမယ်ဆိုလို့ရှိရင်အေးဆေးပဲကံကသူတို့ဘက်မှာရှိရဲ့ โอเคအဲ့ဒီကောင်းတဲ့ကံကိုကောင်းတဲ့နေရာမှာကောင်းတယ်လို့မျိုးတေချာအတုံးချမယ်ဆိုလို့ရှိရင်ဟိုဟာဖြစ်တယ်ပေါ့ပေါ့ပပလေးနဲ့ပဆန်ရတာမျိုး ပေါ့ပပလေးနဲ့အာဖြတ်သန်းနိုင်တာမျိုးဖြစ်မယ်ပြီးလို့ရှိရင်သူတို့ကိုဟိုဟာလုံးမဲ့အာဘယ်လိုပြောမလဲ support ပေးမဲ့သူပါလဲရှိပြီးသားဖြစ်တယ်ပေါ့နော်ဒီမှာ king of wands king of wands ကကြတော့သူတို့ရဲ့လူကြီးမိပါတယ်ဖြစ်ရင်ဖြစ်နိုင်မယ်ဒါမှမဟုတ် support ပေးမဲ့လူကြီးပေါ့နော်လူကြီးတယောက်ယောက်မိဘမဟုတ်လေလူကြီးတယောက်ယောက်ပေါ့နော်အဲအဲ့လိုမျိုးပေးမဲ့အခြေအနေရှိနိုင်တယ်ဒါပေမဲ့အဲ့ဒီဥစ္စာကိုတော့ကောင်းကောင်းအတုံးချတက်ဖို့တော့လုပ်မယ်ပေါ့နော်အဲ့တော့ခြုံပြီးပြောရမယ်ဆိုလို့ရှိရင်2026ထဲမှာကအထူးသဖြင့်လူငယ်တွေပေါ့နော် stack ဖြစ်နေတာမျိုးရှိမယ်အမ်ဗာလေဟို mental illness ပေါ့နော်ဟိုစိတ်က energy တိတ်မကောင်းတာ ဟိုနောက်ကြောတာနိုင်ထိုးခံရတာတွေအဲ့လိုကိစ္စမျိုးလေးတွေအဲကြုံကောင်းကြုံနိုင်နေပေါ့နော်အဲ့ဒါလေးတော့တစ်ချက်သတိထားပြီးသတိထားပေးဖို့လိုတယ်ဒါပေမဲ့ apart from that အဲ့ဒါကလွဲပြီးတော့တခြား opportunities တွေလာဖို့ရှိတယ်ကောင်းကောင်းအတုံးချနိုင်ဖို့လိုတယ်ကံတရားသူတို့လက်ထဲမှာရှိသေးတယ်ကောင်းတဲ့ကံတို့လက်ထဲမှာရှိသေးတယ်အဲ့ဒီဥစ္စာကိုအာဖော်ဆောင်ပြီးတော့ကိုယ့်ရဲ့အနာဂတ်ကိုကို ိုယ်တိုင်သူစစ်ပုံဖော်လို့ရသေးတဲ့ပုံစံလေးတွေရှိရဲပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ဘာမှအားမငယ်နဲ့သူတို့သာသွားမယ်ဆိုလို့ရှိရင်သူတို့ပြပစံဆိုတာလည်းလာလိမ့်မယ်โอเคပြီးတော့သူတို့ကိုထောက်ပံ့ပေးမဲ့သူတွေကလည်းတဖြည်းဖြည်းနဲ့ပေါ်လာလိမ့်မယ်အဲ့ဒီတော့အမ်ဒီ reading လေးကတော့ဒီလောက်ပါပဲပေါ့เนาะအားလုံးလည်းကျင်းနှံနှစ်သက်လိုက်မယ်လို့တော့မျှော်လင့်ပါတယ် Thank you very much for watching and see you next time bye bye